ာနေလည်းကောင်းတယ်ဟုတ်လားကျွန်တော်ပြောတာချစ်ကြတယ်ကောင်းတယ်ဟုတ်ပါဘူးဗျာမပြေမောင်ကြောက်စပြေမောင်ကြောက်ပြေမယ်ခင်ဗျာနော်ဟုတ်တယ်အခုကျွန်တော်တို့ဒီကားဆိုလို့ရှိရင်ကျွန်တော်တို့အဲကြည့်တယ်ခဏခဏတော့ရှိနေပြီပေါ့နော်အဲရန်အားရပါတယ်အားရတာပြည်တတ်လည်းကြိုက်မဲ့ကားကောင်းတကားပါလို့ပဲပြောချင်ပါတယ်ကိုကိုရောအခုအမှတ်ပြောက်ပေးထားတယ်ကိုကားကိုဆိုတော့လေအကုန်လုံးကြိုက်နေရပါပဲဟုတ်ဒါပဲအဲ့လိုဒီကားလေးကတော့အဲ့ဒါကြည့်ကြည့်ပါကြည့်ရင်သိပါလိမ့်မယ် ီကားလေးကအာဇက်ကျွန်တော်စတိရတယ်ဟိုကဒီဇက်ရဲ့ပုံစံလေးရောအရင်ချစ်ဖို့ကောင်းတယ်ပေါ့နော်အဲ့လိုလေသူကအာဇလန်မျိုးသားပြောပါဆိုလို့ရှိရင်ရသဆိုမပြောအောင်ပေါ့ဒါကျွန်တော် romance drama ပေါ့အဲရှိမှာတော့အဲ comedy လေးလေးပါတယ်ဟုတ်ကဲ့မမတွေ့မိဘူးကွာဒီလိုတော့ပဲရမလဲဆရာမလေးစေးကမှရှိမှာပဲဟဲ့လေတော့ခုံမော်ကွာ မဒူနဲ့အထူးရဲ့ဌာနချက်လေးတွေကဘာဖြစ်မလဲအဲဌာနချက်ကိုပြောပါဆိုရင်တော့အဓိကတော့ဟိုမဒူကိုင်တာတော့တော့သူကစိတ်ဝေနာတယ်လीပေါ့အခုဒီအတူးမှာတော့အဲ့လိုမျိုးမဟုတ်ဘူးအဲသူကဂျိုးတာနုံတာအားတာအဲ့လိုကိုင်တာလေးပေါ့နော်ဟုတ်ကိုင်တာနှစ်ခုတော့မတူပါဘူးအဲ့ဆိုမဒူမှာကြားခဲ့တဲ့နေ့ကသူကပုံညာမှာပါအဲ့လိုတော့လည်းမဟုတ်ပါဘူးအဲဒီကားလေးကဟိုပြောရင် romance drama မျိုးစားလေးပါ အဲငဒူတော့ကတော့တွေ့ကြတယ်သူကလောဘ drama ဆစ်ဆစ်ပဲအဲရှေ့မှာသာကျွန်တော်တို့ကအဲ့လိုမျိုး drama ချိုးဖို့အတွက် comedy ပေးထားတဲ့သဘောပါကျွန်တော်တို့ကဒီမှာပေါ့ကဘုံကြောင်းသားဆိုတော့လေအဲကျွန်တော်တို့ကပို့ပပါလေးပေါ့တော့ဟိုအဲနေရာထိုင်တာလေးတွေကဒီရွာတူရမှာရှိတဲ့ဘုံကြောင်းသားပေါ့နော်ဘုံကြောင်းသားတွေ lifestyle လေးပေါ့နော်ပုံပြင်လေးတိတ်မရှိဘူးအဲ ဝေယဖုံးကြီးဝေယဝေစာတွေလုပ်မယ်ပြီးတော့ကျွန်တော်ရဲ့စားကြည့်နေစားမယ်တောက်ကြည့်နေတောက်ပဲပြီးရင်တကယ်ချင်းနဲ့ပေါ်စရာရှိရလေးဖန်တီးရမယ်အဲ့လိုမျိုးလေးနေတဲ့ style လေးပေါ့နော်ပြီးတော့ရိုက်တဲ့နေရာလည်းတကယ်ဟိုကျွန်တော်တို့နှစ်ပေါင်းများစွာကြာခဲ့ဖုံးကြောင်းကြီးပါလေအဲ့နှစ်ပေါင်းတရာနီးပါတော့ရှေ့ဖုံးကြောင်းမှာရိုက်ရတယ်ပြီးတော့ဝင်းကျင်နေထားရလေတကယ်ဟိုလှပရှုပ်ရင်းနေနေဆိုတော့လုံးလုံးနေရတဲ့အချိန်တွေအကုန်လုံးပါလေသူ့အတိုင်းသူ့ရဲ့ဟိုပေါ့နော်အဲစိတ်ချမ်းသာသာလေးနဲ့ရိုက်နေရတာ အဲ့တော့ပြောချင်ပါဦး။ဘာပြောလိုက်ရင်ဇက်ပေါ်အောင်ဆိုလို့လေနော်။အဲ့တော့အကြည့်တဲ့ချိန်မှာပဲကြည့်ပါလို့ပြောချင်ပါတယ်ခင်ဗျာ။အဲ့ဒီဟာကဟာတန်နဲ့ drummer မှာသူကဇက်ပေါ်မှာပဲသူသူရဲ့ခံစားချက်တွေတွဲပြပြီးတော့လုပ်သွားတာပေါ့နော်။ဒီကဟိုသူကဒီ writer ရဲ့ဟိုဟာရဲ့ကျော် for ပုံစံပုံစံမျိုးမှာသူရအောင်သွားတယ်ပေါ့နော်။သွားပြီးတော့ဒီကတော့ဇက်ပေါ်မှာပဲကျွန်တော်ခံစားတတ်ဝင်ပြီးသွားတယ်ကျွန်တော်လုပ်ကြည့်ပါတယ်ခင်ဗျာ။အဲ ုကျွန်တော်တို့ဒီကားဆိုလို့ရှိရင်ကျွန်တော်တို့အဲကြည့်တယ်ခဏခဏတော့ရှိနေပြီပေါ့နော်အဲရန်အားရပါတယ်အားရတာပြည်တက်လည်းကြိုက်မဲ့ကားကောင်းတကားပါလို့ပဲပြောချင်ပါတယ်ကိုကိုရိုင်းရောအခုအမှတ်ပြောက်ပေးထားတယ်ကိုကားကိုဆိုတော့လေအကုန်လုံးကြိုက်နေရပါပဲဟုတ်ဒါပဲအဲ့လိုဒီကားလေးကတော့အဲ့ဒါကြည့်ကြည့်ပါကြည့်ရင်သိပါလိမ့်မယ်အဲ့ဒါအတူးဆိုတဲ့နာမည်လေးပေါ့မှာဘလို့ခံစားနေလဲအဲအတူးဆိုတဲ့နာမည်လေးပေါ့မှာတော့အဲ ူကဒီကားရဲ့ကာရီတာကိုပဲပေးထားတာပေါ့သူ့ကာရီတာလေးကဟိုကျွန်တော်ဟိုပြောရမယ်ဆိုလို့ရှိရင်တော့ရမ်းချုပ်ဖို့ကောင်းတယ်ပေါ့သူရဲ့ကာရီတာသူအဲ့လိုဖြစ်ပြနေတဲ့ပုံစံလေးတွေကအဲ့လိုအဲ့လိုပဲပြောချင်ပါတယ်အဲပါပါတယ်ဒီကားထဲမှာလည်း drama scene လေးတွေပါပါတယ်ဗျာအတူကနာမည်လေးသူ့သူ့တော့ခေါ်လာချစ်ရဲ့တူရဲ့ဆိုရအောင်အော်အဲ့ဒါကကြွနေငယ်ကြွစေးအဲ့ဒါလေးမိပါ က်တာရိုက်ခဲ့လို့မနေ့တော့ကဒီမိဘမဲ့ပုံကြောင်းနဲ့မှာသွားလို့ဖြစ်တာလားအဲ့တော့မသိဘူးကျွန်တော်လည်းဒါကုမ္ပဏီစိုက်ဘက်ကအစီအစဉ်တာလေးเนาะအဲ့လိုဆိုတော့ဒါကျွန်တော်တို့ကလာပြီးတော့အားဖြည့်ပေးတာပါအဲ့ဆိုအဲ့ကလေးလေးတွေကိုရင်ငယ်လေးနဲ့တူတူကြည့်ခဲ့ရတဲ့အချိန်ပေါ့เนาะသူတို့တွေရဟုတ်ပြီးတော့ response ပုံမှာဘာလို့လဲခက်သားမြတ်လို့ရှိတယ်အဲမနေ့ကဆိုလို့ရှိရင်ဒါအားလုံးလည်းမြင်တဲ့အတိုင်းပဲပေါ့เนาะအဲ့လိုဆိုတော့ဒီဟာတာကန်လေးဆိုရှင်တဝါဝါတဝါဝါနဲ့နောက်ပြီးတော့အဲ့လိုဆီယာမာလေးမြို့ကိုပြန်သွားတဲ့အစီအလေးရှိတယ် အဲ့ဆင်းလေးတွေဟောဖြစ်တဲ့အချိန်ကျတော့အကုန်လုံးညင်သွားညင်သွားပြီးတော့အဲ့ကျွန်တော်ရထားနောက်ကိုပြေးလိုက်အားအဲ့ဆင်းလေးတွေဟောလည်းပြေးပြီးတော့အဲ့ရကလေးလေးဆိုကျွန်တော်စိတ်မကောင်းတဲ့မျက်နှာလေးနဲ့လှမ်းလှမ်းကြည့်တယ်ကလေးလေးဆိုတော့လေရန်ချုပ်ဖို့ကောင်းပါတယ်ဟုတ်တယ်ညီမလေးเนี่ยကျွန်တော်เนี่ยကားရဲရတာနဲပါကျွန်တော်ထင်တယ်ခုမှနှစ်ကားလောက်ပဲရှိသေးတယ်အဲ့မနကားလုံးမှာလဲသူနဲ့ရရတဲ့ကာရီတာလေးကြီးကမတူဘူးနောက်တစ်ခုကအဲဘိုးကအရန်အလုံးလုံးလို့ကောင်းတယ်ပေါ့နော် အဲ့လိုသူလည်းအဲ့လိုကြိုးစားတဲ့မင်းသမီးတက်လက်ပါပဲယထာနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်အမှန်တကယ်ကကျွန်တော်တို့ကအဲ့ဒီခါဆိုလို့ရှိရင်ဒါကျွန်တော်တို့အဲ့ဒီဆမ်းပြေဘက်မှာပဲရရမှာပေါ့အဲ့ဒီကဘုရားတခုငယ်မျိုးကဘုရားလေးမှာရရမှာဒါပဲမထင်မှတ်ပဲနဲ့အဲ့တော့တိုက်တိုက်ဆက်ဆိုင်လေးအဲ့လိုရေးရကြီးသွားတာလေရေးကြီးသွားတော့ယထာတွေပိုင်းလည်းအဲ့လိုရဲလို့လည်းမရတော့ဘူးမရတော့ပြီးတော့မှဒါကကျွန်တော်တို့တက်တက်ပြန်ပြီးတော့တနေရာမှာပြန်ပြီးတော့အဲ့လို ရိုက်ထားတယ်အဲအဲ့တော့မြင်းမငယ်လေးကတကယ်ပဲပြိတ္တကိုခင်းမှတ်တတ်တဲ့ပုံစံမျိုးလေးပါတကယ်တော့တနာတော့ခွင့်မရတော့ဘူးလို့ရှိတယ်ပြန်ကြည့်ပြီးတော့အဲအဲ့ဒီက character လေးအတိုင်းပါပဲပေါ့နော်သူကဆီယမာလေးကိုတစ်ဖက်သက်ချစ်နေတာဟုတ်တစ်ဖက်သက်ချစ်တာဆိုတော့အဲ့လိုပြန်သွားရဲဆိုတဲ့အချိန်မှာသူဘလို့မှအဲ့လိုမခံနိုင်ဘူးပေါ့ဟုတ်ကဲ့အဲဒါပေမဲ့ဟိုအเจ้าရလေးတူသွားတာဖြစ်ပါလိမ့်မယ်ဒါပေမဲ့ဟိုကတော့ဇက်ပုံစံတော့ ကယ်ဒမီရောမလားဆိုပြောနေတာလေဟာအကယ်ဒမီကမတည်ကြပါဘူးခင်ဗျာတော့သူကလည်းပြောပြပါဦး။ဟုတ်ပါပြောပါမယ်။ဟာပြောပါပြောနေနေလေ။ကျွန်တော်ကလည်းဘာသာတကယ်လဲစစ်စရာလေးလည်းကောင်းတယ်။ဟုတ်လားကျွန်တော်ပြောတာစစ်စရာလေးကောင်းတယ်။ဟုတ်ပါဘူး။မပြေမုံကြောင့်စပြေမုံကြောင့်ဖြစ်မိခင်ရတော့ဟုတ်တယ်။ကိုယ်လည်းကြည့်ရကြည့်နေတယ်။အမြဲပဲအလေကိုရမလို့ဖြစ်နေတယ်။အဲအလေကိုရလေကိုတက်ကကိုကိုမင်းတက်ကကိုကြီးရဇာလင်းနဲ့ပြောင်းကြည့်တယ်တော့ကိုကြီးတကယ်မြင်နေကြပါ ောတဲ့ဂျိုကြီးရဲ့ဒီ၃ယောက်ကတော့တကားလုံးအတွဲဆိုတော့လေရိုက်နေနေဟိုလေဒီကတော့ပျော်နေရပါတယ်ဆိုလို့ပြနေရတယ်အဲအဲရလေကကလေးရှိအောင်ရိုက်နေနေမိုးရအားရွာတဲ့ချိန်ကြရတယ်ကျွန်တော်ကအဲချိန်ကိုစောင့်ပြီးတော့လို့ပေါ့ဒါကြမရပြည့်ပြန်သွားတာမျိုးရှိတာလို့ပြောကြောပါတယ်ဟုတ်ဟုတ်ဟုတ်ကဲ့ဒါဒီလ24ရက်နေ့ပေါ့နော်ရင်းနေဆိုရင်ဒါ ဒီနိုင်ငံတော်မှာရှိတဲ့ယုံတွေမှာရုပ်ပြင်ပြတာတော့မဟုတ်ဘူး။အဲဒီကားလေးကရသဆောင်ကားလေးပါ။ပြည်သက်လည်းကြီးရုံနဲ့ပဲကားလေးပါအပိပါလို့ပြောချင်ပါတယ်ခင်ဗျာ။